မင်္ဂလာပါရှင်တောင်းထီရဲ့အပတ်စဉ်သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်တပတ်အတွင်းထူးခြားဖြစ်စဉ်တွေကိုကျွန်မလွေးပုလပါကတာဝန်ယူတင်ဆက်ပေးတော့မှာပါစုစည်းရရှိထားတဲ့သတင်းတွေကတော့နမ်ဆန်မြို့မှာတောင်းပြည်ပညာရေးကောင်စီ TLEC ကမူလတန်းစင်ဘာတာရေးဆိုင်ရာမွေးမံတင်ဒန်းစပွဲကျင်းပခဲ့တဲ့သတင်းမွန်ပြည်တပ်ပါတီ NMSB နဲ့မွန်ပြည်လူမျိုးရေးတပ်မတော် MLA ပေါင်းစည်းချက်အတွက်မိမိတို့ဖျက်ဆာဘက် TNA ဝေက ကြိုးဆိုကုန်ပြူကြောင်ထုတ်ပြန်ထားတဲ့သတင်းတောင်ပြည်မှာမေလတလအတွင်းမူရစေဝါရောင်းဝယ်တုံးဆွဲသူ18ဦးနဲ့ဓမြ3ဦးကိုတောင်ပြည်ရဲ့တပ်ဖွဲ့ကဖမ်းဆီးရမိထားတဲ့သတင်းနဲ့အခြားထူးခြားသတင်းတွေကိုကြားရမှာပါပရမဆောအနေနဲ့တောင်ပြည်ပညာရေးကောင်စီ TLEC ကနေမူလတန်းစင်ဘတ်တာရေးဆိုင်ရာတင်ပြနေမူးမှန်တင်တန်းစင်ပွဲတွေပြုလုပ်ခဲ့ပါတယ်။ နန်းဆက်မျိုးမှာတော့ပြီးခဲ့တဲ့မေလ25ရက်ကကျင်းပပစ္စည်းခဲ့တာဖြစ်ပြီးတရင်ပြည့်စုံကိုလွေးပုစမန်ကတင်ပြပေးသွားမှာပါတောင်ပြည်ပညာရေးကောင်စီ TREC ကကလကြာမူလတန်းအဆင့်ဘာတရက်ဆိုင်ရာတင်ကြားရေးတင်ပြနည်းဆရာဆရာမမိုးမန်တင်တန်းပြုလုပ်ခဲ့ပါတယ်တင်တန်းကိုတောင်ပြည်တွေကခရိုင်၅ခုဖြစ်တဲ့နမ်ခမ်ခရိုင်မိုးကောက်ခရိုင်ကြောက်မဲခရိုင်ကုခိုင်ခရိုင်နမ်ဆန်ခရိုင်တွေမှာတင်တန်းပြုလုပ်ခဲ့ပါတယ် နမ်ဆန်မြို့နယ်မှာတော့မေလ25ရက်ကတင်းနှန်းစင်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်တောင်ပြည်ပညာရေးကောင်စီ TREC UC ဖွင့်လှစ်တဲ့အကြောင်းတွေကိုလာမယ့်2025-2026ပညာတင်နှစ်မူလတန်းစာတင်ကျောင်းတွေမှာတာဝန်ထမ်းဆောင်ဖို့တင်ပြနည်းဆရာဆရာမမိုးမှန်တင်တန်းကိုတင်တန်းပေးခဲ့ပါတယ်။ဒီတင်တန်းကိုမြို့နယ်အလိုက်တင်ကြားပို့ချပေးပြီးမေလ24ရက်နေ့မှာ BC ခဲ့ကြတာဖြစ်ပါတယ်။ နမ်ဆန်မြို့နယ်မှာဆရာဆရာမ259ဦးတက်ရောက်ပြီး grade 1ကနေ grade 5အထိဘာသာရပ်အလိုက်ပြန်လဲမိုးမှန်ပေးတာနဲ့ဆရာဆရာမလမ်းညွန်တွေကိုအဓိကတင် जा ပေးခဲ့တာဖြစ်ပါတယ်ကျမနေပေါ်စမင်းမှာရှင် ရမညမွန်တက်တော် IMA အဖြစ်မွန်ပြစ်တစ်ပါတီ NMSP နဲ့မွန်ပြစ်လူမျိုးရေးတက်တော် MLA တို့ပေါင်းစည်းလိုက်ပါတယ်။အဲ့လိုပေါင်းစည်းချက်အတွက်မိမိတို့ PSFF TNW ကနေကြိုးဆိုဂုဏ်ပြုကြောင်းထုတ်ပြန်ထားပါတယ်။ဒီတရက်ပြည့်စုံကိုမိယမင်းသူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မွန်ပြည်သက်ပါတီ NMSPAD နဲ့မွန်ပြည်လူမျိုးရေးတပ်တော် MNA တို့တပ်ဖွဲ့နှစ်ခုကရမညမွန်တပ်တော်အဖြစ်တပ်ဖွဲ့တွေဖြစ်အောင်ပေါင်းစည်းလိုက်ပါတယ်။မွန်တပ်ဖွဲ့နှစ်ခုပေါင်းစည်းခြင်းအပေါ်မိမိတို့ပလောင်ပြည်နယ်လူမျိုးရေးတအူ PSNR TNN ကကြိုးဆိုဂုံပြူကြောင်းသဘောထားထုတ်ပြန်လိုက်ပါတယ်။စစ်အာဏာရှင်တိုက်ဖြတ်ရေးဒန်းတူရေးနဲ့ကိုပိုင်ပြဌာန်းကိုအပြည့်အဝရှိတဲ့မွန်ပြည်ပေါ်ထွန်းရေးအဆရှိတဲ့မွန်မြတ်တဲ့ရီမန်းချက်တွေနဲ့အတူ 2025မေလ24ရက်နေ့မှာနှစ်ဖက်တက်ကပေါင်းစည်းလိုက်တာပဲဖြစ်ပါတယ်။တနိုင်ငံလုံးမှာရှိတဲ့အယက်သားပြည်သူတွေကိုဆူဆူရွရွအကြမ်းဖက်ဖိနှိပ်တပ်ဖြတ်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေကြောင့်အဖွဲ့အစည်းအသီးသီးနဲ့လူငယ်များမလွဲမရှောင်သာလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်တော်လှန်ရမှာလက်ရှိကာလတော်လှန်ရေးအမြင့်ဆုံးကာလဖြစ်ပါတယ်။ဒါကြောင့်မိုးလူမျိုးများရဲ့အခွင့်အရေးနဲ့ဂုတ်တိတ်ခါကိုကောက်ွယ်ဆောက်ရှောက်နိုင်ဖို့ရမညမွန်တက်တော်အဖြစ် ပေါင်းစည်းဖွဲ့စည်းနိုင်တာဟာ မှန်ကန်တဲ့တော်လှန်ရေးလမ်းကြောင်းပေါ်ရောက်ရှိနေတာဖြစ်ကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။မုခမာမျိုးနွယ်စုဖြစ်တဲ့မုံဝတအန်းမျိုးနွယ်တို့သည်တက်ဆိုင်ရာမျိုးနွယ်တွေကိုစီယုံပြီးမိမိတို့ရဲ့နေရာဒေသနဲ့ပြည်သူလူထုတွေကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်ခိုင်မာအားကောင်းပြီးအရေးချစ်ပြည့်မီတဲ့လက်နက်ကိုင်တပ်ဖွဲ့ရှိဖို့လိုအပ်ပါတယ်။ အခုလိုပူပေါင်းနိုင်ခဲ့တဲ့ရမညမွန်တက်တော်ကိုဘဝတူတော်လရင်မဟာမိတ်အဖြစ် PSNF TNN ကတတ်မှတ်ပြီးတော်လရင်ရီမန်းချက်ပန်းတိုင်အမြန်ရောက်နိုင်အောင်လဲပူပေါင်းဆောင်ရွက်သွားမယ်လို့သဘောထားထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ကျမမီယမင်းတို့ပါ။ အောင်ပြည်တွင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မေလမှာအရက်သား10ဦးသေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီသတင်းအပြည့်စုံကိုကျမလွေးပိုလဘာကပဲတာဝန်ယူတင်ဆက်ပေးသွားမှာပါ။ပြည့်ရဲ့ကြောင်းကြညာထားတဲ့စစ်ကောင်စီတပ်ကမေလတလအတွင်းမှာတအောင်းဖီကိုလေကြောင်းသနက်ကြီးနဲ့ဒရုန်းပစ်ခတ်တိုက်ခိုက်တာတွေအများအများပြုလုပ်ခဲ့ပါတယ် ုပ်ဆောင်ရရှိထားတဲ့အချက်လက်တွေအရစစ်ကောင်စီတပ်ကတောင်ခမ်းစစ်မြေပြအပောင်းဝင်းတောင်ပြည်ကိုလေကြောင်းတိုက်ခိုက်မှု18ကြိမ်လက်နက်ကြီးပစ်ခဲ့မှု18ကြိမ်ဒရုန်းနဲ့48ကြိမ်တိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ကတောင်ခမ်းစစ်မြေပြင်မှာဒရုန်းအသုံးပြုပြီးအစက်ွက်ပေါ်အလုံးကြီး30ထပ်မင်းအသုံးပြုတိုက်ခိုက်ခဲ့ပါတယ် စစ်ကောင်စစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှု18ကြိမ်မှာဂျက်ဖိုက်တာနဲ့အများအပြားတက်ခိုက်ခဲ့တာဖြစ်ပြီးစုစုပေါင်းပေါင်250နဲ့ပေါင်900အလုံးရဲ့35လုံးထပ်မံကျချတက်ခိုက်ခဲ့ပါတယ်။တောင်ပြေအတွင်းစစ်ကောင်စစ်တပ်ရဲ့လေကြောင်းနက်နက်ကြီးအပါဝင်ဒရုန်းပုံကျဲတက်ခိုက်မှုမှာအရက်သားပြည်သူ10ဦးတေဆုံးပြီး18ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်လက်ဆက်ကုန်အိမ်ထပ်မံထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဧပြီလကလည်းတောင်ပြည်ကိုလေကြောင်းတက်ခိုက်မှု32ကြိမ်နဲ့အစက်ငွေပုံ38လုံးအသုံးပြုတက်ခိုက်ခဲ့တယ်လို့လက်နက်ကြီးပြစ်ခတ်တက်ခိုက်တာတွေလည်းအမြောက်အများပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီတပ်အနေနဲ့အပြည့်အကြောင်းကြေညာထားပေမဲ့နှောင်ချုံမြို့နယ်အတွင်းကိုတဖက်တပ်ထိုးစစ်ဆင်တက်ခိုက်နေတယ်လို့တောင်ပြည်နယ်ဆက်ဆက်တဲ့တပိတ်ကျင်းမှာလည်းတဖက်တပ်ထိုးစစ်ဆင်ပြီးလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းအသုံးပြုပြီးနေစင်တက်ခိုက်နေပါတယ်။ကျွန်မလွေပူပါပါရှင်။ ။နမ်စံမြို့နယ်အတွင်းမှာတရားဝုဒေစုံမိုးရေးတွေအကောင်းစီဖို့အတွက်ခရိုင်ရက်တပ်ဖွဲ့ကနေရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့တွဲဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုလည်းလွေပုစမန်ကပဲဆွစီတင်ဆက်ပေးသွားမှာပါ။အောက်ဆုံးဥပဒေကမူရင်းဥပဒေဖြစ်မယ်။သူများစီမိတ်တောင်းတင်နမ်စံမြို့မှာပြီးခဲ့တဲ့မေလ22ရက်နေ့ကတရားဥပဒေစုံမိုးရေးအကောင်းစီဖို့အတွက်တွဲဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြပါတယ်။တွဲဆုံဆွေးနွေးပွဲကို တောင်းပြည်ရဲ့နမ်စံခရိုင်ရေတပ်ဖွဲ့ကနေ ဥဆောင်ပြုလုပ်တာဖြစ်ပြီးတော့မြို့နယ်ရဲတပ်ဖွဲ့တရားစီရင်ရေးဌာနနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေအပြင်နမ်ဆန်မြို့နယ်အတွင်းကရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုနဲ့အုပ်စုအုပ်ချုပ်ရေးမှုတွေတက်ရောက်ခဲ့ကြပါတယ်။ဆွေးနွေးပွဲမှာမြို့ပေါ်နဲ့ရက်ွက်ကျေးရွာတွေအတွင်းတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအားကောင်းစေဖို့အတွက်အားလုံးဝိုင်းဝန်းလှုပ်ဆောင်ကြဖို့လိုအပ်ကြောင်းဆွေးနွေးခဲ့ကြသလိုတည်တင်းတည်အပ်တဲ့တရားစီရင်ရေးလုပ်ငန်းအကြောင်းအရာတွေကိုလည်းတက်ဆိုင်ရာတာဝန်ရှိသူတွေရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲတက်ရောက်လာကြတဲ့ရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုနဲ့အုပ်စုအုပ်ချုပ်ရေးမှုတွေကလည်းရက်ွက်ကျေးရွာတဲ့အတွင်းတွဲကြုံနေကြရတဲ့အခက်အခဲနဲ့ဆင်ကုန်မှုတွေကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။ဒါအပြင်နမ်ဆန်မြို့နယ်အတွင်းမိဘပြည်သူများအဆင်ပြေချုံးမွေးစွာတွာလာနိုင်စေဖို့အတွက်ပျက်စီးနေတဲ့လမ်းတံတားတွေပြည်ပြင်ထိန်ထိန်တွားဖို့ရက်ွက်ကျေးရွာအတွင်းစီပင်တရားရေးလုပ်ငန်းတွေရခိုင်ကထက်ပိုပြီးလှုပ်ဆောင်တွားကြဖို့ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ကျမလေးဘော့စမင်မရှင် ဒီတစ်ပတ်သတင်းတွေကတော့ဒီလောက်ပါပဲရှင်တောင်းထွေကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်